မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့ဝေမျှပေးသွားမယ့်အကြောင်းအရာလေးကတော့ဇေယနစီရေးသားပြုစုထားသောရွှေညောအိဆာတရားမိတ်ဒီစေကိုင်းတော်ဂိုင်းမြတ်ကြီးနဲ့သက်ဆိုင်သည့်ဘဟုတုတ္တစာစုများမှနံပါတ်28ဘုံနောက်ကိုလူမလိုက်နှင်းဆိုတဲ့အကြောင်းအရာလေးကိုဝေမျှပေးသွားမှာပဲဖြစ်ပါရခင်ဗျာအဖေကြီးဦးမြခင်ဩဝါဒဖြစ်သောဘုံနောက်ကိုလူမလိုက်နှင့်လူနောက်ကိုသာဘုံလိုက်ပါစေ ဆိုရှင်နဝခေါ်လူမှုဆက်သွေးကွန်ရမြာတန်တန်လာသည်နှင့်အမျှဘိုးရခင်ကာလာမြာကလေးကရှင်ဘောကြောကြခဲ့သောရင်ညောအိဆာတရားမိတ်ဒီစီကိုင်းသည်ရင်ညောဂိုင်းဝင်ဆရာဆရာမများဤကြိုးစားမှုကြောင့်ပူမူထင်ရှားလာ၏။ကိုယ်၏လူသည်များလာ၏။အထူးသဖြင့်လူငယ်လူရွယ်အများစုသည်ရင်ညာပေါ်၌၎င်းဂိုင်းတော်ပေါ်၌၎င်း အထူးတလဲစိတ်ဝင်စားမှုရှိလာကြ၏။ရင်ညောပညာအားခံယူလာကြ၏။ သူမျိုးဆက်တဲ့ညီဆရာညီဆရာမတို့အား၎င်းတို့အသီးသီးဥပဇေဆရာတို့မှတည်တင်တည်တိုက်သည်များကိုလမ်းညွန်ဆုံးမှတွန်းတင်ခဲ့ပြီးဖြစ်မိမှာအမှန်ပင်ဖြစ်၏ထို့သို့ယူဆမိသို့သောအည်အတွက်အနေငယ်များသော အချို့ဆရာတို့သည်အဘဘိုးရဟန်ချမှတ်ခဲ့သောဂိုင်းမူဂိုင်းစည်းကမ်းတို့နှင့်တဏီတဖုံကွဲပြားစွာလက်ခံကျင့်သုံးနေသည်လေရှိနေပြန်၏ထို့သို့သောအ ਨੇ သူဆရာတို့၏ ညာခံယူမိကြသော မျိုးဆက်သည့်တပည့်တို့သည်မိမိတို့၏ဥပဇေဆရာ၏လွဲမှားသောအယူအဆများကို နားယောင်လက်ခံမိပါက ထိုတပည့်များ၏အနာဂတ်သည်လှပသင်းသလောက်လှပမည်မဟုတ်ပေတောက်ပြောင်သင်းသလောက်တောက်ပြောင်မည်မဟုတ်ပေထိုသူသောမျိုးဆက်သည့်ညီဆရာညီဆရာမများအတွေ့ရည်ရွယ်၍ရွှင်ညောကျေးဇူးရှင်အဖေကြီးဦးမြခင်၏ဆုံးမစကားများနှင့်တိမှတ်လိုက်နာဝဲအချို့အချက်များအား ုတ်နှုတ်တင်ပြလိုက်ပါ၏ဤသို့တင်ပြရ၌အဖေကြီးဦးမြခင်၏မူရင်ပြောဆိုချက်များအတိုင်းဤဒီမလွဲရေးသားတင်ပြခြင်းသာဖြစ်ပါ၏ဘုံနောက်ကို လူမလိုက်နှင်းလူနောက်ကိုသာဘုံလိုက်ပါစေဘုံမကြည့်ရင်ရင်ဘုံကကြောဝတ်တက်ပါလို့ခေါ်မယ်အကျင့်မှန်မှန်ရင်ဘုံကမင်းတို့ကိုတရားလီစေယောကကုစေယုံပို့မှာပဲအကျင့်မှန်ရင်အဘဆရာတော်ကြီးများထံပို့မှာပဲ အချိန်ခါမဟုတ်ပင်ဘုံကြီးကျင်ရင်မိษาအုပ်စုတွေပါသွားမယ်စေးဆွမ်းမန်းသိလို့စေးကိုကောင်းမွန်ရွက်သွားရင်စေးကထွက်ရပေါက်ကို ရောက်အောင်ပို့လိမ့်မယ်မိမိအကျင့်မှန်မှန်ပါက ထွက်ရပေါက်ဂိတ်အဝင်ရောက်လျင်ထွက်ပေါက်မှားလိမ့်မယ်အဲဒါကြောင့်တို့အဖေကြီးဘိုးတော်ဟန်ရဲ့ဂိုင်းစစ်ဂိုင်းမှန်စေးစစ်စေးမှန်တွေအတုမဖြစ်အောင်စောင့်ရှောက်ကြပါစို့တည်ခြင်းစိုးအမျိုးမျိုးနဲ့မတည်ရတဲ့ဂိုင်းစစ်ယရနာ စီစစ်ယတနာကိုအသက်နဲ့လဲ၍စောင့်ရှောက်ကြပါစို့အဘဘုရောပြူအဘဘုရောအေအဘဘုရောပွင့်အဘဘုရောဟန်တိအသက်နဲ့လဲကြတဲ့စီတော်တွေကိုအတုဖြစ်အောင်လှုပ်ခဲ့ရင်ဂိုင်းကိုဖြတ်တဲ့သူတတရခံဖြစ်ပါလိမ့်မယ်စီတော်တွေကကောင်းပြူမထွက်ရဘူးငါများထုကြည့်ပြီးအတုလုံမလားလို့စိုးရိမ်နေကြတယ်ဂိုင်းဆောင်ဖြစ်တော်မူသော နမင်းကြီးလေးပါးနဲ့ ပြိတ္တကသုံးမုံအမေမေတော်ကြီးအောင်ထောက်ထား၍၎င်းတို့သားဖတော်တွေဂိုင်းဤမျက်နှာဆေးတော်ဤမျက်နှာထောက်ထားခြင်းဖြင့်လူသားသေးပါစေဂိုင်းတော်စစ်ဆေးတော်စစ်ဂိုင်းကျုပ်ဆေးအစစ်မပြောက်ဖို့ကိုကာကွယ်စောင့်ရှောက်ကြပါစို့ဟုအဋိဋ္ဌံပြုရင်းဤကုံချုပ်လိုက်ပါ၏ကျေးဇူးတော်ရှင် အဖေကြီးဦးမြခင်အားဤပို့ဖြင့်ယူသေးစွာ ရှင်ခိုးကတော်ပါ၏ဒါကတော့ ဆရာနာစင်ရေးသားပြုစုထားသော ရွှေညော်ဤစာသံယမိတ်တီစီကိုင်းတော်ဂိုင်းမြတ်ကြီးနှင့်သက်ဆိုင်သည့်ဘဟုတုတစာစုများမှနှစ်ဘက်28ဘုံနောက်ကို လူမလိုက်နှင့် လူနောက်ကိုသာဘုံလိုက်ပါစေဆိုတဲ့အကြောင်းအရာလေးကို ဝေမျှပေးခဲ့တာပဲဖြစ်ပါရခင်ဗျာ။